အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ14ရက်စီးရီးတင်ကောင်းတော်သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ယခု YouTube ခွန်တက်လေးကိုလည်းလက်မလေးတွေထောင်ပြီးတော့ comment လေးတွေရေးပေးကြဖို့မေတ္တာရပ်ခံပါရစေဒီ comment လေးတွေလက်မလေးတွေထောင်ပေးနေလို့သာ ကျွန်တော်ရဲ့ YouTube content တွေဟာမိဘပြည်သူတွေရှိအချိန်မီရောက်နေတာဖြစ်ပါတယ်။တချို့အကြောင်းမျိုးကြောင့်လွတ်သွားတဲ့သူတွေဆိုရင်မသိလိုက်ရပါဘူး။ဒါကြောင့်တွေ့တဲ့သူများစူးစမ်းပြီးတော့လုံလို့ရရင်အန္တရာယ်မရှိဘူးဆိုရင်အပန်းမကြီးဘူးဆိုရင်လုံပေးကြဖို့နေ့စဉ်ရက်ဆက်မြစ်တာရက်ခံရခြင်းဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်စေတရင်30ချက်ဒီပြောတဲ့အခါမှာကျွန်တော်အတွေ့အကြုံကိုယ်တိုင်ခံစားရတဲ့ဟာတချို့ဆိုရင်လည်းကြာဘူးနားဝလေးပြီးပါပါတယ်ကြာဘူးနားဝဆိုရင်တောင်မှပဲ ကိုယ်တိုင်ဂျုံဘူးတာကိုပဲအခြေခံပါတယ်အနိစာဆုံးဒါလေးတွေဘာလို့ထည့်ပြီးတော့ပြောရသလဲဆိုတော့မျက်စီတဲ့ကိုင်းကိုင်းကွက်ကွက်မြင်နေကြတာရယ်ပြီးတော့စည်ရည်တည်းကိုစည်ရည်တည်းလိုပဲဖတ်သွားမယ်ဆိုရင်အလွန်ပြည့်ဖို့ကောင်းပါတယ်ဒါကြောင့်ဒေသနာဘူးတုတာလေးတွေပြီးရင်ကျွန်တော်ရဲ့ပြိဋ္ဌာတ်တွေဟာများသောအားဖြင့်မြမပြည်ရဲ့တောတောင်ရေမြေသဘာဝအလှတွေကိုချစ်ခင်ပြန်လို့ကြပြီးတော့ ဒီဆင်းဟုဆိုရင်မရှိသွားရင်မြန်မာပြည်ကဘလောက်ตายရမလဲဆိုတာကိုအတွေးတွေနဲ့ပုံဖော်ထုတ်ဆက်နေသူတွေဖြစ်ပါတယ်။ဒါကြောင့်ဒီမိစ္ဆာတက်ကြီးအခုကတော့ငရဲခွေကြီးလွတ်လာတဲ့အနေထားပေါ့နော်လွတ်လာတယ်မဟုတ်ငရဲခွေတကောင်နဲ့တယ်မဟုတ်တော့ငရဲခွေအများကြီးလွတ်နေတဲ့အခြေအနေမှာမြန်မာပြည်ကဒုက္ခမျိုးစုံတွေရှိနေပါတယ်။ဒါဒီတော့ဒီဆင်းဟုဆိုရင်ပြီးဆုံးသွားကမှကျွန်တော်တို့ရဲ့မြန်မာပြည်မှာရှိတဲ့ပွင့်တဲ့ပန်းတွေမှုင်းမယ်။ စမ်းနေလဲအေးမယ်ဒါဒီနေသားမှာကျွန်တော်တို့လွမ်းစုတန်းတာရတဲ့နယ်မြေတွေကျွန်တော်ရောက်ခဲ့မှုတဲ့နယ်မြေတွေကိုဒါအခြေခံပါတယ်ဒါလေးတွေကိုပြန်ပြီးတော့ပြောပြခြင်းဖြစ်ပါတယ်တကယ်တမ်းသာစည်ရဲတဲ့အတိုင်းပဲဖတ်ပြမယ်ဆိုရင်တကယ်တခါလေးနဲ့ပြင်းသွားသလိုနောက်တစ်ခါလည်းနားထောင်ခြင်းနဲ့စိတ်မရှိတော့ပါဘူးစိတ်မပါတော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်သွားမှာဘာဖြစ်လို့ဆိုတော့အဲဥမာပြောပြမယ်ဆိုရင်အာစကိုင်းတိုင်းမှာအမှတ်33ချေအမှတ်33ချေလင်တက်မှာဌာနချုပ်ကစစ်ကြောင်းယူကာကွယ်ရေးအားစုတွေအပေါင်းတိုက်လိုက်တယ် 50တီးတယ်55ယောက်ဖမ်းမိတယ်ပြီးတော့အဲ30ချက်အနေနဲ့ပြောရမယ်ဆိုတော့စစ်တပ်ကအတော့မှမကြတာကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေတော်တယ်အဲဒါဆိုရင်ပြီးတော်ပြီဖြစ်ပါတယ်သို့ပေမဲ့အနေအထား30တယ်ဆိုတာလည်းကျွန်တော်တို့အင်အားအင်ရင်ချင်းညင်ရဆိုတာရှိပါတယ်အင်အားမြင်နေတာအချင်းယာတိဥရုဒါတွေနဲ့ဆက်ဆက်ပြီးတော့30ချင်းဖြစ်ပါတယ်30တဲ့နေရာမှာ ရှေ့ရပြောခဲ့တယ်သူပေါ့ကျွန်တော်ကတော့ပြည်သူ့ဘက်ကိုရလာတဲ့တော်လိုင်းရေးဘက်ကဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးလိုက်ပြီးတော့ပြောလို့မရဘာလို့လဲဆိုတော့စည်ရေးသုံးသက်တာမှာချစ်ချင်းမုံချင်းအလင်းကင်းရပါဒါတောင်ကျွန်တော်ကျွန်တော်တို့ဘက်ကနေပဲအားလက်ချက်ကိုနည်းနိုင်နေများနည်းအောင်ပြောခြင်းဖြစ်ပါအဲဒါမှကျွန်တော်တို့ဒီပြည်သူတွေပါနားလဲမှာပြည်ပြားအဖွဲ့တွေဆိုရင်လည်းဒီလိုမျိုးပေါ့ဘာလို့လဲဆိုတော့မြေပြင်မှာသာမရှိပေမဲ့ကိုသားသမီးကိုမိတ်ဆွေကိုတူမောင်တွေပါနေနိုင်ပါတယ် အဲဒါကတော့ဒီလိုဒီလိုရှိရယ်နော်ဒီလိုကြားတယ်နော်ဆိုတော့ကိုစီအတိစိတ်ဓာတ်ကနေပေါင်းစုသွားတဲ့အချိန်ကြရယ်ကျွန်တော်တို့စေရေးသတိစေရေးအတိလုံုံရေးသတိလုံုံရေးအတိတိုးပွားလာစေဖို့ရည်ရွယ်ကြောင်းဆက်စစ်ပြန်လဲရှင်းပြပါရစေပြန်လဲရှင်းလင်းတင်ပြရခြင်းဖြစ်ပါတယ်ဒါကြောင့်လူရင်းတို့ရှင်းပြောမယ်ဆိုရင်တော့အရန်တိုးတောင်းတော့ပါလိမ့်မယ်ဘယ်လိုလဲဆိုတော့ကျွန်တော် Facebook ပေါ်မှာတက်ပြီးတော့စာတိုးလေးတွေရေးတယ်လို့ဒါဖြစ်ပါလိမ့်မယ် ါကြောင့်တိခံခွင့်လွှတ်ပေးပါစကိုင်းတိုင်းရဲ့အောင်ပွဲသတင်းနဲ့စကြတာပေါ့ဗျာအမှတ်33ခြေလင်းတက်မဌာနချုပ်ရဲ့လက်အောက်ခံတက်တွေမာစီကိုင်းလက်ရဖမ်းပြီးတပုံတပင်ကြီးကိုလည်းမြင်ပြီးကြလိမ့်မယ်ထင်ပါတယ်အဆိုပါအမှတ်33ခြေလင်းတက်မဌာနချုပ်ဟာဖားကံမြေမှာနှစ်ရှည်လများအစီရစ်နေခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လဲစစ်တိုင်းမူဝက်ဘလူးမျိုးမင်းတို့ဟာခိတခဏမြတာအနာပေးခဲ့ခြင်းဖြစ်ပါတယ်။ တမ33ဟာစကိုင်းသားတွေလိုအမိခံပါတယ်ကချင်ပြည်နယ်တဲ့ကိုရောက်လာအဲ့အမိခံစကိုင်းသားတွေဟာဖားကံမှာဖော်ရှော့ရိုက်နေခဲ့တယ်ဆိုတာအထင်သာကြီးချပြခံလိုက်ရပါဖားကံမြေမှာစေးတင်းပါတယ်ဆိုပေမဲ့တကယ်တမ်းခံရတာကပြည်လူတွေမျှတာဖြစ်ပါတယ်ပုံမှန်အားဖြင့်တစ်ဖက်ကလှုပ်ရင်တစ်ဖက်က မတိချင်အောင်ထောင်ချေးကစားကြတာဒါကတော့ဟိုရင်တော့ပါတော့เนาะယခု မြေဥတော်လိုင်းကြီးကာလမှာဆိုရင်တော့ KIA ကချင်းတို့မြောက်ရေးတပ်မတော်နဲ့ပူပေါင်းပါဝင်တိုက်ခိုက်ပေးနေတဲ့တော်လိုင်းကြီးအင်အားစုတွေကတော့အခြေအနေကိုအတိဆုံးဖြစ်ပါလိမ့်မယ်။ဆရာရဲ့အဲ့ဒီအနေထားနဲ့သခိုင်းမျိုးကိုပြန်ရောက်လာခြင်းကတော့မတားပေသေးလဲဆိုပြီးဇေယုပေါက်ခဲ့ရခြင်းဖြစ်ပါတယ်။ဇေယုပေါက်တယ်ဆိုတာတောင်သူ့ရှိမှတပွဲရှိခဲ့ပြီးရှိခဲ့ပါသေးတယ်။ဒါပေမဲ့အခုဒီပွဲကတော့ special ပွဲကြီးလို့စပြီးတတ်မှတ်ရတော့မှာဖြစ်ပါတယ်။ ကမ္ဘလူဒေတာကနေတက်ကတော့ဒေါ်လာအေးတက်တွေယခုလိုအားကောင်းလာမှသာအသက်ရှူချောင်ကြရတော့တာပါလွန်ခဲ့တဲ့နှစ်တွေတော့ဆိုရင်အချမ်းဖက်စစ်တပ်ရဲ့မိရှုမှုဒဏ်ကိုခါးစီးပြီးခံခဲ့ကြရပါတယ်အခုလဲလွတ်ပြီလားဆိုတော့မလွတ်သေးပါဘူးလေကြောင်းအန်ရဲ့ချင်းချောင်မှုကတော့အမြဲတမ်းရှိနေပါသေးရဲ့ဘလို့ဆိုဆိုရောရောဖြစ်ခဲ့လဲဆိုရင်ဘလူးစစ်ကြောင်းဆိုတဲ့အချိန်တော့ပါ ဂျာနံပဲတော့ကျွန်တော်မထည့်တော့ပါဘူးကဲဘလူဆိုတဲ့နေရာအိမ်ကြီးအိမ်ကောင်းတွေကြီးပဲဖြစ်ပါတယ်အဲ့ဒီမှာကိုပိုင်အိမ်ဆိုတာမမြင်ဘူးတဲ့စက်သားတွေဟာတွေ့သမျှအိမ်မိတိုက်ကြပါအဲ့ဒီမှာဖြစ်ချင်းတော့ဝဲသားတွေချင်းချင်းကံလူမြို့နယ်တွေကရွာသားတရားပေါ့နော်အချင်းချင်းတပတ်စင်းနဲ့အိမ်ကိုမိရှုပ်သွားခဲ့ပါတယ်မိရှုပ်တာတောင်မှပဲဒီတိုင်းရှုပ်တာမဟုတ်ပါဘူ အဲသူနဲ့ဓမ္မဆရာဖြစ်တဲ့သူဟာသတောင်းစားအိမ်ဆိုပြီးတော့ပြောပြီးတော့ချို့သွားတာဖြစ်ပါတယ်အဲ့ဒီနေရာကဖြစ်နေတော့အဲ့ဒီနေရာကလည်းတရားထဲမှာအတူတူနေခဲ့ကြဦးပါတယ်အဲ့မှာသူတို့ပတ်စင်ဟာဘုံမှုတွေဖြစ်ကြတော့မိချို့တဲ့ငနာမျက်စိစင်းတဲ့ငနာဖြစ်ပါမျက်စိစင်းတဲ့ငနာဆိုတာတင်နှန်းအပတ်စင်တစ်ခုမှနောက်ဆုံးကနေကြောင်းစင်းတာဖြစ်ပါတယ်သူ့အောင်မှာမြင်းမဲ့ရှိတော့အားကြောင့်မျက်စိရဲ့လို့ခေါ်တာကျွန်တော်တို့ရဘက်မှာဆိုရင်တော့ ်အငားအောက်မှာအကြောင်းကြီးတစ်ယောက်ပဲရှိတဲ့ရှိတော့တယ်ဆိုတော့လူမျိုးတွေဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်ဘာဖြစ်လို့သတောင်းစားဆိုပြီးတော့អော်သွားရတယ်ဆိုတော့အဲ့ဒီတစ်ယောက်ကကျွန်တော်တို့ရှမ်းမြောက်ဘက်မှာစစ်တပ်ထဲကနေစန့်ကျင်ပြီးတော့ထွက်လာခဲ့ပြီးတော့တခြားတော်လိုင်းနဲ့ဆိုင်တဲ့အလုပ်တွေကိုလုပ်နေခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးလုပ်ရမလားဆိုပြီးတော့အဲသူတို့အချင်းချင်းရင်းသွားတာပါ အဲအဲ့ဒီမီးရှို့တဲ့ဝဲသားကတော့ကျွန်တော်တို့လေဒီသမားပါလေဒီသမားဆိုတာလေဒီဘဲလို့ခေါ်တာပေါ့လေဒီခုံမှုတဲ့ဘဲအဲ့တော့သူကလေချောင်းချီတက်ကိုရောက်သွားပြီးတော့ဘလူးစစ်ချောင်းတွေဝင်လာတဲ့အခါမှာဥဆောင်တဲ့ထဲမှာသူ့ပါပါတယ်အဲအခုနောက်ဆုံးအခြေအနေမှာတော့အဲ့ဒီဝဲသားဟာတောင်ကြီးအစီပိုင်းတိုင်းစစ်ဌာနချုပ်စာဖစစ်ဖက်ရေးရာလုံခြုံရေးဌာနစိတ်မှာ ရောက်ရှိနေတယ်လို့သိရပါတယ်အဲစောလေးကပြောတဲ့မီးရှို့ခံလိုက်ရတဲ့ဘဲကြီးကတော့ သူ့ဇာတိမျိုးကိုပြန်ရောက်လာပြီဖြစ်ပါတယ်။သူเจ้าကတော့မကြတော့မဲ့ကာလမှာအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာကြားလာကြပါလိမ့်မယ်။ဒါအမည်သဘောမျှသာပြောပြပေးခြင်းဖြစ်ပါတယ်။အခုတိုက်ပွဲနေတာကတော့စစ်တပ်ဟာဝက်တိုးရွာခြေကုန်စခန်းကနေအင်အားရာရှိတဲ့စစ်တောင်းတစ်ခုခြေတက်လာခဲ့တာကိုတွေ့ရပါတယ်။ရာရှိတဲ့အင်အားဆိုတာစစ်တောင်းပုံ တက်ပြန့်လိုက်မယ်ဆိုရင်တော့အနည်းဆုံးမီတာ300လောက်ရှည်လျားပါတယ်။အဲဒီအရာစုရာ၎င်းစစ်ကြောင်းကိုရင်းလိုက်ကျွေးရအနီးမှာနည်းနည်း9နိုင်တို့ကအနီးမှာစတင်စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။စိုက်တိုက်ခြင်းမှာပဲတခါတည်းကစင်ကလေးအုပ်ော်တောင်းတင်ထွက်ပြေးတယ်လို့ဆိုပါတယ်။လုံးဝဖြစ်နိုင်ပါလေမျက်လုံးထဲမှာတောင်မြင်ပါလေဘာလို့လဲဆိုတော့လူအယောက်တရာကျော်တယောက်ကိုကြီးတဲ့တရောင်ပြည့်တောင်ပါပဲတစ်ဖက်တော်လိုင်းအင်အားစုတွေမှာနည်းနည်း နည်းနည်းကတိကောင်ဖြစ်သွားအောင်ပါဘောနော်ဒါပေမဲ့ဒီကောင်နေမှာလဲဘေးအချိန်ပြည့်မလဲပြည့်တဲ့အချိန်ပြေးမယ်ဆိုရဲစိတ်ပေါ့နော်ဒီစိတ် ကသူတို့စိုးမိုးထားပေးတာဆိုတာတော်တော်လေးကောင်းပါဘာလို့လဲဆိုတော့ဖားကမှာတော့သူတို့ဒီလိုမျိုးကွမ်ကွာမားမားပေါ့နော်ကွမ်ကွာမားမားဆိုတော့ဟိုဒီဒီရှောက်မသွားအခုကမှာသူတို့တွေခြေစစ်စင်ရတယ်ဆိုတော့အဲ့ဒီလူစစ်ကလည်းလူစစ်တွေဆိုတော့ချမယ်ဆိုရင်တော့စကိုင်းသားတွေအကြောင်းလက်တံပြောင်ကြောင်သူတို့တွေကြားခဲ့မှုလို့ဖြစ်ပါတယ်ဒါကြောင့်ချက်ချင်းတန်းပြီးတော့ကြေးတာလို့ပဲ ကောက်ချက်ချမှာဖြစ်ပါတယ်။ခြေတဲ့တိုက်ပွဲဟာ7နာရီ45မိနစ်မှာပြီးဆုံးခဲ့တယ်ဆိုတော့3နာရီပြီးပါကြာမြင့်ခဲ့ပါတယ်။အကြမ်းဖက်တိုက်ရဲ့စစ်ကြောင်းဟာအထိကြိုက်ကြာဆုံးများစွာနဲ့ဝက်တိုးစကန်ကိုဆုတ်ခွာသွားခဲ့ရပါတယ်။တော်လိုင်းတပေါင်းစုကတော့စစ်တုံးကန်15ရောက်လက်နက်ငယ်မျိုးစုံ23လက် drone drone gun နဲ့ဆက်ဆက်ပစ္စည်းတွေအပြင်ခရယာချုပ်သိန်းစဲရရှိကြောင်းကနအူးထုတ်ပြန်လာခဲ့တာကိုတွေ့ရပါတယ်။ ဝိသောခြေဆိုင်အမှတ်137ရှင်မြန်တိုင်ရင်ဒေသခံပြည်သူစစ်တွေပါဝင်တဲ့စစ်ကြောင်းဖြစ်ပြီးအကြမ်းဖက်တိုက်ရဲစစ်ကြောင်းမှုတိုက်ရင်မှုပေါ့နော်တိုက်ရင်မှုပါမက်ဆီကိုက်ခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲဖြစ်ပြီးချိန်အနောက်မြောက်ပိုင်းနိုင်စစ်ဌာနချုပ်မိုရွာကနေဂျိုင်းလိုကော်ပိုရာ3စီးနဲ့လာရောက်ပြီးဘုံချတိုက်ခိုက်ခဲ့ပေမဲ့ပူပေါင်းတပ်တွေဘက်ကအထီးကိုက်မရှိခဲ့ပါဘူးတိုက်ပွဲဖြစ်ပွားချိန်3နာရီအတွင်းမှာလေချောင်းပြက်ကူလုံးဝမဖိတ်ခဲ့တဲ့အတွက်စစ်တိုင်းမှုကိုပြည်သူစစ်ခေါင်းဆောင်ပိုင်းကဝေဖန်မှုတွေရှိနေပါ ဟုတ်တယ်မုံရွာနေကမလူကိုသူတို့ရဲ့ဂျိုင်ရိုကော်ပတာပဲဖြစ်ဖြစ်လေရင်ပဲဖြစ်ဖြစ်လာမယ်ဆိုရင်ဘလောက်ပဲကြာမှာတော့လွတ်မပေးဘူးလွတ်မပေးဘူးဆိုတာဒါစစ်တိုင်းမိုးကလည်းအဲ့ဒီဖားကန်ပြန်နေကိုသူတင်းနေတဲ့အနေထားလိုမျိုးပဲဒါပြောရမှာဖြစ်ပါတယ်ကြောက်ရမယ်ဆိုရင်ယခုလိုပွဲမျိုးကတော့မြေပြင်တော်လိုင်းအစ်တပ်တွေရဲ့စွမ်းဆောင်နိုင်ချက်ဟာအားရစရာဖြစ်ပါတယ်နောက်လာမယ့်ကာလတွေမှာလည်းအချမ်းဖက်တာစကိုင်းကြီးကိုဒုနဲ့တိုက်စစ်ဆင်လာအောင်မှာဖြစ်ပါတယ် ယခုလိုအင်အားတရာကျော်စစ်ကြောင်းတစ်ခုကိုဂျားပြတိုက်ခိုက်မှုပြုလုပ်နိုင်တယ်ဆိုတာတော်ရုံပူပေါင်းဆောင်ရွက်မှုမဟုတ်ပါဘူး။ငါးတဲ့ကျော်မဆီကြိုက်တယ်ဆိုတဲ့အတွက်ထက်ဝက်နီးပါးကိုခြေမုံနိုင်ခဲ့ပြီးစစ်ကြောင်းရဲ့ဇာခိုင်ရုံး80နီးပါးပျက်စီးသွားခဲ့ရခြင်းဖြစ်ပါတယ်။စစ်ကြောင်းမူတိုင်မှုကမဆီကြိုက်သွားတယ်ဆိုခြင်းကြောင့်ကြံရစ်ခဲ့နိုင်မဲ့ဒုစစ်ကြောင်းမူရဲ့တက်ခွဲမှုတွေကတော့ရုပ်ပြက်စင်းပြက်ဖြစ်မသွားအောင်တော့စူးစမ်းပန်းစားလောက်သွားကြတာကိုတွေ့ရပါတယ်။ ။ဘာလို့လဲဆိုတော့မက်စီကိုက်အလောင်းတွေနဲ့လက်နက်တွေကိုအကုန်ကြီးပါဝတ်တိုးစကားကြီးဆွဲသွားနိုင်ခဲ့တယ်လို့ကောက်ချက်ချရမှာ။ဒါမှမဟုတ်ဂျိုင်ရိုကော်ပရာ300ဟာ3နာရီကြာတိုက်ပွဲအပြီးမှာအလောင်းလက်နက်တွေကောက်ချိန်ရအောင်ပြစ်ကူပေးခဲ့တဲ့အတွက်တော်လိုင်းအင်အားစုတွေဟာပြန်ပြီးနောက်ဆုတ်ရတယ်လို့လည်းယူဆရပါတယ်။ တရားဝင်ရွေးကောက်ပွဲပထမအရေးလုံးမယ်ဆိုတဲ့ကံဘလူမျိုးနယ်ရဲ့အနေထားကတော့စစ်တိုင်းမှုကိုနရွက်ဆွလိုက်၊နရင်အုပ်လိုက်လုပ်နေရတာလေဒီတစ်ချိန်မှာတော့ဖင်ဆောင်ကန်တဲ့အစ်စ်ချီရောက်လာပြီဖြစ်ပါတယ်။ဂျမန်လေးမနဲ့မှာတော့ A5 ဘုံကျဲလေရည်စည်းနဲ့ကံဘလူ KO နယ်မြေအဆက်ကိုဘုံချတိုက်ခိုက်မှုတွေပြုလုပ်လာခဲ့တာကိုတွေ့ရပါတယ်။နေကင်းပိုင်းမှာလည်းနေချောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပါတ အချိန်ပိုင်းတိုင်းစစ်တမ်းအကြုံစစ်တိုင်းမှုအစ်စ်ဆက်ဆက်ကလေးကလည်းဇာတိတွေးဇာတိမှန်ပြလာတာကိုတွေ့ရပါတယ်။ဒါကြောင့်စစ်တပ်မှာရှေ့ဘုံကြီးတစ်ချက်ခောက်ရေနောက်ဘုံကြီးနှစ်ချက်ခောက်မယ်လို့အဆိုရှိကြတာဖြစ်ပါတယ်။အာရိမှုနဲ့ဂျီအောင်သွားခဲ့ရတဲ့ရှေ့ကတိုင်းမှုဟောင်းတောင်အဲ့ဒီအမှုကအမင်မချောက်သေးဘူးဖြစ်ပါမင်းမချောက်သေးခင်ပါရင်နောက်တိုင်းမှုစ်ကလည်းတစ်စကန်းထလာတာကိုတွေ့ရပါတယ်။ အစည်းအဝေးညောင်းနေစီရဲ့အတွက်အစည်းအဝေးလုပ်မယ်ဆိုတယ်လို့ပေါ့ဗျာတရားမဝင်မောင်ကိုတားမြစ်ကုန်ပစ္စည်းတွေပပျောက်ရေးအတွက်နောက်ထပ်စစ်စည်းဂိတ်တွေထပ်မံဖွင့်လှစ်လာတာကိုတွေ့ရပါတယ်တောင်းခံပေးအထက်မှာရှိတဲ့လုံခြုံရေးစကားကိုစစ်စည်းဂိတ်ဖြစ်အခိုင်အမာဆောက်လုပ်လာတာကိုတွေ့ရပါတောင်ကြီးနဲ့မိုင်းပေါ်ကြမှာရခိုင်ကစစ်စည်းဂိတ်တစ်ခုသာရှိခဲ့ရမှာယခုဂိတ်ဟောင်းဒီမှာဂိတ်တစ်ခုထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်တာကိုတွေ့ရပါတယ် ၎င်းစစ်ဆေးခရီးတွေမှာတော့ရကင်ကတဲ့စစ်ဆေးမှုတွေတင်းကြပ်ထားပြီး PSMS နဲ့ပါတိုက်ဆိုင်စစ်ဆေးမှုတွေပြင်တောင်ကြီးဘက်ကိုဝင်ရောက်လာမဲ့အတွင်းကုန်တွေကိုအဓိကတင်းကြပ်ထားပါတယ်။တောင်ကြီးမြို့ပေါ်မှာလည်းလိုင်စင်မဲ့မော်တော်ယာဉ်တွေဖမ်းဆီးသိမ်းဆည်းမှုတွေပြုလုပ်လာနေပြီဖြစ်ပါတယ်။ချင်းမှုမပြတ်ပုံပုံးခြေဆိုင်တက်မတော်ကွန်ပျူတာနဲ့နည်းပညာသိပ္ပံသင်တန်းကျောင်းအတွင်းသို့ပို့ဆောင်သိမ်းဆည်းနေတာကိုတွေ့ရပါတယ်။ ချက်ပြင်းနေမြောက်ပိုင်းအရင်ကိစ္စကိုတော့မနေ့ပြန်ကုမင်းမှာစကားပြောဆိုဖို့ရှိနေပါတယ်။တိုင်းသားတွေဘက်ကဘေးဖွယ်စည်းတွေဖြစ်မယ်ဆိုတာမသိရပါပဲ။စစ်ကောင်စီဘက်ကတော့ကျွန်းနဲ့ကိုကိုဦးပဲဖြစ်နေတယ်လို့သိထားရပါတယ်။မြန်မာပြည်မြောက်ပိုင်းရေးကိစ္စတွေဟာတရားမဝင်ရွေးကောက်ပွဲအလုံးကာလတွေအထိရှိနေနိုင်မှာဖြစ်တဲ့အတွက်လက်ရှိ အမှန်အားဆက်စပ်ရေးထူးဖွဲ့မှုအဖြစ်ကိုကိုဦးဟာတာဝန်ယူထားရပါပဲ။ စေတရုံမလာအလွန်အကျန်းဖက်တိုက်ရဲ့ထိပ်ပိုင်းနေရာမှာဆက်ရှိနေမယ်လို့ခံမှန်းရပါတယ်။ကိုကန်တက်တွေနဲ့အကျန်းဖက်တက်တွေကိုရဘက်မှာတက်နေရာခြားသားရင်းနဲ့ပတ်သက်ပြီးစစ်ရေးတင်းမာနေကြပါတယ်။လက်ရှိရှားပြည်နယ်မြောက်ပိုင်းမှာအကျန်းဖက်တက်ရဲ့တက်ဖြန့်နေရာခြားထားတဲ့အင်အားအရာဆိုပါလေ30-40ကောလိုင်းတိုင်းသာတိုက်ချစ်ဆင်လိုက်မယ်ဆိုပါကပြုံးလွင်ကိုမပြောနဲ့ မေလီလာတောင်တပတ်၁၀ရက်အတွင်းရောက်သွားနိုင်ပါတယ်။ဒီချိန်တွေကိုကျွန်တော်တို့ကောင်မျိုးတောင်သိရင်အနီးနားကစောင့်ကြည့်တဲ့အဖွဲ့တွေပိုသိတာပေါ့ဗျာ။မလိလို့မလင့်လို့မလုံသေးတာလားလုံမရလို့မလုံသေးတာလားဆိုတာကတော့သက်ဆိုင်သူတွေကသာအတည်ဆုံးဖြစ်ပါလိမ့်မယ်။မန္တလေးတိုင်းမရယာမြောင်ချပါတော့လက်နေကြီးပြစ်ခတ်မှုတွေရှိလာတာကိုတွေ့ရပါတယ်။တန်ခါရောင်းတရားကိုပြင်ဆင်ပြီးပြီဆိုတာနဲ့ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းတို့ဝေရောက်လာနိုင်ဖို့ကြိုးစားလာမယ်လို့မှန်းဆရပါတယ်။စေဦးမြို့နယ်မာလဲကျွေးအောင်လည်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ဒေသခံတွေထိခိုက်သေဆုံးမှုတွေရှိခဲ့ပါသေးတယ်။ချင်းပြည်နယ်မှာတော့အကြမ်းဖက်တပ်ဟာဗလန်းဘက်ကိုစစ်ကြောင်းတွေဥတီလာနေသလိုထန်တလန်မြို့ကိုလည်းလေကြောင်းကနေရိတ်ခါခေရန်စတင်ဖြည့်သွင်းလာခဲ့တာကိုတွေ့ရပါတယ်။လေကြောင်းကနေစုစုပေါင်း58ထုပ် ဝိုင်းလေရင်နဲ့ခြာပေးခဲ့တာဖြစ်ပြီးစမ်းမှတ်ထားတဲ့ရိတ်ခါခြာခွင်အတွင်းကိုကြားရောက်သွားခဲ့တယ်လို့သိရှိရပါတယ်။ကေဒီနယ်မြောက်ရီမြို့တောင်ဘက်ဘလူးကျေးရွာဖရာကုန်းဤမှာရှိတဲ့ကာစီနိုလောင်းကစားရုံကိုလက်လက်ကြီးကြီးကြားရောက်ထိမှန်ပေါက်ကွဲခဲ့ပြီးစီးရိုက်တဲ့အရာရှိမှုတွေရှိခဲ့ပါတယ်။ဂျိုရီယာနယ်စပ်ခန်းစင်စကန်းတွေဖက်ချမှာလည်းစစ်လေရင်တွေနဲ့ကင်းထောက်ပြန်တန်းတိုက်ခိုက်မှုတွေခက်ဆိတ်ဆိတ်ရှိလာနေပါတယ်။မင်္ဂလာသတင်းရောဆေးဥစုနဲ့အနွမ်းတင်လာတဲ့ ဒီကပြေခေါင်းဆောင်တွေကိုတော့အမေရိကန်ကနေဂျန်ခတ်ပိတ်ဆို့အရေးယူလိုက်ပြီဖြစ်ပါတယ်။စောစောအောင်တို့ကတော့ကြားပြန့်ဆိုတာဘာမှန်းတောင် မသိဘူးပြောထားခဲ့တာဖြစ်သလိုယခုလည်းငါတို့လာဖမ်းရင်တော့တောင်ရတဲ့ကငရုတ်တိပဲမိပဲဆိုပြီးရဲရဲဝင်းဝင်းတီတီငိမ့်ငိမ့်ပြောသွားတာကိုတွေ့ရပါတယ်။ငရုတ်တိဆိုရင်တော့ခက်စီလူနဲ့မတင်စားဘူးကိုပဲပြင်မြင်ကြမှာဖြစ်ပါ။နောက်ထပ်တစ်ခုတော့သတိရမိပါတယ်။ ဒေါ်လေးရေဒေါ်လေးဆိုတာကတိုင်းရင်သားအခေါ်ဝေါ်မတုံးကြီးလို့ဖြစ်ပါတယ်ဒေါ်လေးရေခြံနောက်ဘက်မှာဘာတွေစိုက်ထားတာတော့ဆိုတော့ကျဲတော့ကတော့မုံညင်းမှာပဲဘိုးလုံးရေဘိန်းစီလေးတွေတော့အနေနဲ့ပါသွားသဘောဆိုတာမျိုးလေးဖြစ်ပါတယ်နောက်တစ်ချက်ကတော့အမေရိကန်ဆိုရဟာသူတို့နိုင်ငံသားတွေကိုပြစ်မှတ်ထားလာတဲ့မြန်မာပြည်ခြေဆိုင်စိုက်ဘာအွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကိုနှိမ်ရဖို့အထူးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပြီလို့တပြန်နဲ့ရက်ဆွဲနဲ့ထုတ်ပြန်လာခဲ့ပါပြီ။အစောပိုင်းဟာမြန်မာပါဝင် ကမ္ဘောဒီးယားလာအိုနိုင်ငံတွေကိုအဓိကဥတည်ပြီးအရှေ့တောင်အာရှနိုင်ငံတွေကခေါင်းဆောင်တွေကိုစုံစမ်းစစ်ဆေးခြင်း၊ချိုခွဲခြင်းနဲ့တရားစွဲဆိုမှုတွေပြုလုပ်သွားမယ်လို့ဆိုပါတယ်။ကမ္ဘောဒီးယားနဲ့လာအိုဘက်မှာတော့အမေရိကန်ရဲ့ထူးတက်ဖွဲ့ဟာအလုပ်ဖြစ်နိုင်ပါတယ်။မြန်မာပြည်ရဲ့ဝင်လာမိရင်တော့ဒုက္ခများဖို့သာရှိပါလိမ့်မယ်။ ညီမကြီးလည်းအတီဘောက်ဝင်လာခဲ့မိရင်လည်းနာမည်ပြည့်ပြည့်မပြည့်ရင်လည်းစစ်တုံးမားကရေးပေးတဲ့စည်ရင်တိုင်းဖမ်းပြီးပြန်သွားပါလိမ့်အခုလည်းနေစားဖြတ်ကျော်လိမ်လည်မှုတွေလုပ်ပေးကြဖို့ဆိုပြီးတော့အရေးပေါ်ထပြီးတော့စင်နာချက်တွေအစည်းအဝေးမှတ်တမ်းတွေလုပ်နေပါလိမ့်ဒါစစ်တပ်ရဲ့လုပ်နေကြပါပြီးရင်ကျွန်တော်တို့စစ်ဘုံကြီးများဟာဘာတွေလုပ်နေရှိလဲဆိုတော့ဥစ္စာတလို့ခေါ်တဲ့စေဦးစီးတက်ကတော့ stack collie လို့ခေါ်တော့အဲ့ဒီကနေတက်ပြီးပြန်လာရင်စကူရိုက်သွင်းလိုက်တယ်။ဘာရိုက်သွင်းလာလဲတော့မသိဘူး။ကျွန်တော်တို့ကတော့မတက်ဘူးပါဘူး။ကျွန်တော်တို့အစင်ကအပါသာတက်လို့မရပါဘူး။ဒီအရာရှိကြီးအစ်စ်လေးပဲတက်ရတာ။တက်လာပြီးဆိုတော့သူကဘာလဲဆိုတော့ for show for go for no ဆိုပြီးတော့ပြောတယ်။ for show ဆိုတာဘာလဲ။လာခဲ့ချိန်တဲ့သူလာစစ်ဘေးနေရာနေလာစစ်စစ်သူတို့ကအကုန်လုံးပြနိုင်ရမယ်။အ for show အဲ့မှာပြီးရ for go ကဘာလဲဆိုတော့ for go ဆိုတာကအဲ့ဒီစစ်ဆေးမဲ့အဖွဲ့တွေလာရင် ဖေလျားဖေလန်းကသွားမယ်ဖေလန်းကနေဘာနဲ့သွားမယ်အဲ့လိုမျိုးသွားနိုင်ရမယ် for sure for good for no for no ဆိုတာကတော့ချီယာစီနီယာတွေစစ်ဘိုလ်ချုပ်ကြီးတွေငါတို့အဖတွေဘာတွေလိုချင်လဲဘာတွေဖြစ်ချင်လဲဘာတွေမကြိုက်တာလဲဒါကိုသိထားရမယ်ဒီ for sure for good for no ကိုသိထားပြီဆိုကမှယာရူးကြီးကြီးအပေါ်ကိုဆက်ပြီးတော့တက်တာဖြစ်ပါတယ်ဒါကြောင့်ကြိုက်တဲ့သူလားစစ်အရန်တဲ့ list အောင်ရေးပြီးနေတော့ပါပဲအခုဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းဆိုဘယ်သူဟာအောက်ကရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကရင်ပြည်နယ်ဘက်မှာဆိုရင်ဘယ်သူတွေဘယ်သူတွေကြီးထားဒါဒီလိုပဲဖြစ်ပါမခွေတိုင်းညာညို့နယ်ရွာတိုင်းစီကြီးရွာတို့အချမ်းဖက်တိုင်းရဲ့စစ်ကြောင်းတွေဝင်ရောက်လာပြီးဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်မှုတွေလှုပ်ဆောင်ခဲ့တာရှိပါတယ်အရသာပြည်သူနေရောက်ကိုမျက်နှာတွေကိုဓာတ်နဲ့ထိုးကရရဆက်ဆက်နှိပ်ဆက်ပြီးမှဥအုံးကိုတနက်နဲ့ပြစ်တတ်ခဲ့ကြရဖြစ်ပါတယ် အဆိုပါစစ်ကြောင်းတွေဟာအမတ်69ချေလင်းတပ်မဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေဖြစ်ပြီးခေါင်းပေါင်းကတော့အမတ်တရ100ချေလင်းတပ်မဌာနချုပ်ရဲ့ဗျူဟာမူးဦးစီးတာလို့သိရှိရပါတယ်။အဲ့ဒီစစ်ကြောင်းတွေဟာယခုနိုဝင်ဘာလ3ရက်နေ့မှာမြိုင်မြို့နယ်တဲကိုဝင်ရောက်လာပြီးတော့ရွာစဉ်ပတ်မီးရှို့ဖျက်ဆီးတပ်ပြမှုတွေဇက်တိုက်ပြုလုပ်နေကြတာကိုတွေ့ရပါတယ်။အဲ့ဒီ69ဟာဗရန်တန်နယ်တွေကနေထွက်လာတာဖြစ်ပါတယ်။ ဗရိုင်းတန်နယ်တွင်မှာတော့မာရသွန်ပွဲဤချိန်ချိန်သည်ကျင်းပနေပြီဖြစ်ပါတယ်။ဂျပန်နဲ့မနက်ပိုင်းမှာတော့နိုင်ရီကန်စကန်အမှတ်385အမြောက်တိုင်ရင်းနဲ့အမှတ်ဆက်လေးကာဝယ်ဤပစ္စည်းဆက်ယုံကနေထွက်ပြေးလာကြတယ်ပါစာစစ်တီလူသစ်စစ်တီတွေအင်အားစီစစ်ဆဲပါအဖွဲ့တွေကိုအင်အား50ခန့်ရှိတဲ့စစ်ကြောင်းတစ်ကြောင်းဟာပသိမ်မိုးရလမ်းမိုင်းကနေတစ်စစ်တစ်စင်ချင်းပိတ်ဆို့ဆစ်ဆဲပြီးဖားစီမှုတွေပြုလုပ်လာတာကိုတွေ့ရပါတယ်။ စာစီပေါရင်ကုန်းစင်စီတိုင်းဗရိန်းနဲ့ကုန်းစာရွာတွေကိုသနပ်ပြဖတ်ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့တာသူရဲ့စစ်သားတွေပြန်ဖမ်းမိမဖမ်းမိရတော့မသိရသေးပါဘူးစင်စီတိုင်းကြေးရွာမှာဒေသခံအမျိုးသမီးကြီးတဦးကိုတော့ဖမ်းဆီးတာမနေ့စံသားကြီးတို့မှာတော့စစ်မတော်ရင်ငှစီးတယ်စုံကုန်းတန်းတဲ့အတွင်းကိုပြန်လဲဝင်ရောက်လာခဲ့တာကိုတွေ့ရပါတယ်ယခုလိုမျိုးအစုလိုက်အပြုံလိုက်ထွက်ပြေးတယ်ဆိုတာစည်ရေးခြေတွေထူကြမှုသုံးတစ်ခုကြောင့် ဖြစ်ပါတယ်ဒါဆိုရင်နိုင်ငံစခန်းသို့မဟုတ်ဗရန်တန်နဲ့မှာမကြခင်ကျင်းတွေပေါ့ထူးခြားမှုတစ်ခုခုရှားလာရနိုင်ွယ်ရှိပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်